ားလုံးမင်္ဂလာပါဗျာဖိုးကလေးနေမြညာနေပြန်နေကြိုဆိုပါရဗျာကျွန်တော်ဒီနေ့မှာတော့ K9 Mic အသုံးပြုဒီမြောက်ပေးมาဖြစ်ပါတယ် K9 Mic ကိုဘယ်လိုနေရာတွေမှာသုံးမလဲဆိုတော့ကျွန်တော်တွေအယူတူဘာတွေအွန်လိုင်းဝင်ရှာတဲ့သူတွေ TikTok ရိုက်တဲ့သူတွေဗလော့အကီးတို့တွေတွားတဲ့လူတွေစဖြစ်ပေါ်တော့ဗီဒီယိုဗီဒီယိုရိုက်တဲ့လူတွေအတွက် K9 Mic ကအရင်ကသုံးဝင်ပါတယ်ဗျာကျွန်တော်15ပြည့်15ပြည့်ဝန်းကျင်လောက်ကိုကျွန်တော်ဖမ်းပါတယ်เนาะအရင်အဆင်ပြေတယ်အဲ့တော့ကျွန်တော်ဒီကောင်လေးကိုတစ်ချက်လောက်ဖွင့်ပြမယ်เนาะโอเคဒါဆိုလို့ရှိရင်သူက အဲဒီမှာကျွန်တော်တို့ဒီတယောက်ပဲဆိုတော့ကျွန်တော်မိုက်တစ်ခုပဲယူလိုက်တယ်တကယ်လို့နှစ်ယောက်ပေါ့နော်နှစ်ယောက်စကားပြောမယ်ဆိုလို့ရှိရင်ဖုန်းတစ်လုံးနဲ့လူနှစ်ယောက်ပြောလို့ရပါရဲ့ပေါ့နော်โอเคအားဆိုရင်ဒီမှာပါလီပါမယ်ဆိုတော့ဒီမှာဒီမှာဖုန်းသိမ်းဖို့အတွက်ကြာလေးပေါ့လေးတစ်ခုပါမယ်ဒီကတော့အဲကျွန်တော်ရေမိုက်တစ်ခုပါမယ်နော်အဲသူ့အသုံးပြတာလည်းအရန်လွယ်တယ်ကျွန်တော်တို့ဖုန်းဖုန်းတစ်လုံးဖုန်းတစ်လုံးတော့လုံမယ်အဲ့တော့ကျွန်တော်ဒီမှာဒီဆိုတော့ကျွန်တော်တို့အရင်ဆုံးအားရပါနေနေနော်အားရပါသိမ်းဖို့လို့လေဒီမှာအားသွင်းနေနေရာလေးပါတယ်နော်ဒီမှာ โอเคသူ့အားသွင်းမဲ့ဆိုရင်ဒီမှာနီးနေပါတယ်မနော်တွေ့တယ်မင်းโอเคအော်နီးနေနော်သူ့အားသွင်းရင်တော့အခုလိုအခုလိုနီးနေပါတယ်โอเคအားရပါရေးအားရပါရေးနိုင်ဝင်တော့သူနေတာနဲ့တော်တော်ကြာကြာအသုံးခံပါတယ်တော်တော်လေးကိုအသုံးခံပါတယ်โอเคပြီးရင်တော့ကျွန်တော်ဖြုတ်လိုက်မယ်ဖြုတ်ပြီးဆိုလို့ရှိရင်တော့ဒီကောင်းတော့အလွယ်လေးပဲဖုန်းမှာကောက်ထုတ်လိုက်ရုံပဲဒါကတော့တိုက်စီပေါ့နော်တိုက်စီကောင်းပြပါလေဒါကြောင့်မိစမြ Android တွေပါတုံးလို့ဆိုရင် Android ခေါင်းခွဲလေးရှိတယ်အဲ့ခေါင်းခွဲလေးအရင်သုံးသုံးမှဒါလေးထိုးလို့ရပါတယ်နော်โอเคဒါဆိုကျွန်တော်ဒီမှာဖုန်းမှာဖုန်းမှာဒါလေးကောက်ထုတ်လိုက်မယ် ဒါဆိုဖုန်းမှာဒီလိုမျိုးလေးဖြစ်သွားမယ်ပြီးဆိုတော့ねကျွန်တော်တို့ဒီမှာဒါလေးကိုဖွင့်ပေးဖို့လိုတယ်ဖွင့်မယ်ဒီမှာ power clock လေးပါပါတယ်ဒီညလေးမှာဒီတော့ဒီညလေး power clock ပါတယ်ဒါလေးကိုတစ်ချက်လောက်ကျွန်တော်နှိပ်လိုက်မယ်အဲ့တော့နှိပ်မယ်ဆိုရင်ဒီမှာဒီမှာမီးစိမ်းလေးလင်းပါတယ် okay အဲ့လိုမီးစိမ်းလေးလင်းလို့ရှိရင်တော့တုံးလို့ရပါပြီဒါလေးပဲချိတာရမ်းလွယ်เนาะအလောကျွန်တော်တို့ကဒီပုံเนาะဗီဒီယိုတွေပဲရိုက်ရိုက်ဟိုအတန်အတန်လေးပဲတွင်တွင်ကျွန်တော်တို့တွေအလွယ်တကူပြောလို့ရပါတယ်เนาะဒီမှာ โอเคအားလုံးမင်္ဂလာပါဗျာဘောလင်းလေးပညာနေပြန်တော့ကျေးဇူးပါတယ်ဗျာဒီမှာเนาะကျွန်တော်ဒီအတရားလေးကိုဒီကိုအောင်တော့ဘဲဘဲနေရဒီပေါ့เนาะအနည်းဆုံး15ပြီလောက်တော့ဆွဲပါတယ်ဗျာဒါတော့ကျွန်တော်တယောက်တည်းမလို့မိုက်တစ်ခုလူနှစ်ယောက်ဆိုလို့ရှိရင်တော့မိုက်နှစ်ခုမိုက်နှစ်ခုပါတယ်မိုက်နှစ်ခုကတော့ဈေးတမျိုးပေါ့เนาะဒီကတော့ကျွန်တော်တယောက်တည်းတော့မိုက်မိုက်တစ်ခုပါပဲကဲဒါသုံးရတာရမ်းလွယ်တယ်အတန်ဖန်အား quality တယ်တကယ်ကောင်းတယ်ကို့အတန်လုံးတော့မထင်ရဘူးเนาะတကယ်ကိုကြည်လင်ပြတ်သားပြီးတော့လုံရှင်းတဲ့အတန်ကြီးကိုထွက်လာပါတယ် တကယ်ကောင်းပါတယ်အဲ့တော့ဒါပဲမဟုတ်ဘူးအတန်တွေမှာတွင်းမယ်ဆိုလို့ရှိရင်လည်းအတူတူပဲပုံတော့အတန်တွေမှာမကြီးအားလုံးပဲမင်္ဂလာပါဗျာဟိုကလေးနိဗ္ဗညာနေပြန်လည်ကြိုးစားပါတယ်ဗျာမနော်ညမနော်အတန်ဆွဲရဖန်အားလုံးရလဲတကယ်အကြီးတက်လာတယ်ပေါ့နော်ပဲပေါ့အတန်တွေမှာအားလုံးပဲမင်္ဂလာပါဗျာခေါင်းလေးနိဗ္ဗညာနေမနော် မသိဟောမသိဒီကလူလူကြီးတယောက်ပြောနေတဲ့အတိုင်းပဲအတန်လုံးဝရှင်းတွေ့ပြီးထွက်နေပါတယ်။ Okay ဒါဆိုရှင်မိတ်ဆွေများကေနိုင်မိုက်ကိုအတုံပြုတ်တက်ပေးလို့ထင်ပါတယ်။ပြီးရင်ကျွန်တော်တို့ဒီဒီထောက်လီနဲ့ကောက်ကိုအလွယ်အလွယ်လူကူပုံနော်အဲအလွယ်တကူကောက်ထောင်ပြီးတော့ကောက်ကိုခေနီယာမှာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေဒါလေးထောင်ပြီးတော့ကောက်ရိုက်လို့ရပါလေဘလို့ပဲရိုက်ရိုက်ကျွန်တော်တို့ခီးပဲသွားသွားအဲကျွန်တော်တို့ ်ပြန်ပြဆိုလို့ရှိရင်ပြီးသွားပြီအဲကျွန်တော်ပြန်ပြဆိုလို့ရှိရင်ကျွန်တော်တို့ခီးပဲသွားသွားဘလို့ပဲရိုက်ရိုက်ချက်တဲ့နေရာကိုသွားလို့ရရပါတယ်နော်အဲဒါဆိုရင်ဒီဒီလေးဆိုပြီးသွားပြီနော်ဒါနဲ့တွေ့လိုက်လို့ရှိရင်ဒီဒီဒီလေးကိုလည်းကျွန်တော်တို့ကဒီကိုယ့်ရဲ့အဲ့ညာလေးမှာโอเคဒါမျိုးနဲ့ကောက်ချစ်လိုက်ရုံပဲအဲ့တော့ ဒီနယ်လေးကျက်နေတာချိလို့ရတယ်ဒါအတန်ကြေးကြပါပြီဗျโอเคဒါဆိုရင်အားလုံးပဲဒီဟာလေးကိုအသုံးအသုံးပြုပြုတတ်မယ်လို့ထင်ပါတယ်ဗျโอเคအားလုံးကျေးဇူးတင်ပါတယ်ဗျနောက်ပြီးလို့မှာဆက်လက်တွေ့ပါဦးမယ် Lion Square နေပြီအားပေးကပါဦးမြတ်အကောင်းဆုံးနေပြီပန်ဆန်ကြပါသေးဗျဘိုင်ဘိုင်